ဟာလန်နဲ့ပြန်လည်လက်တွဲကွင်ရချင်းနေတဲ့နီးပြကြီးဆိုချာမန်ချက်စတာနဲ့တည်းကဂရမင်ကစားမဟောင်းနဲ့နီးပြဟောင်းဖြစ်သူအိုလီဂန်နာဆိုချာကလက်တော်မှာတင်းလက်မဲ့ဖြစ်နေပေမဲ့သူအနန်ကတ်ကစိတ်ကူးထားတဲ့ရီမန်ချက်ကိုပြတ်သားစွာထုတ်ဖော်ပြောကြားလိုက်ပါတယ်။နီးပြဆိုချာကလက်ရှိဘောလုံးကရဲ့အကောင်းဆုံးတိုက်စစ်မှုတစ်ခုဖြစ်တဲ့အဲလင်ဟာလန်နဲ့နော်ဝေးလက်ကျွေးရင်တင်းရဲ့နီးပြယာတို့မှာပြန်လည်လက်တွဲကွင်ရရှိဖို့ဆန္ဒပြင်းပြနေတယ်လို့ပြုတ်ပွေလင်းလင်းပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။သူပြစကားတွေကနော်ဝေးတည့်ရဲ့နီးပြရာတွေကပြောင်းလဲနေပတ်သက်ပြီးစိတ်ဝင်စားစရာကောလာဟလာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အသက်52နှစ်ရဲ့ရှိပြီဖြစ်တဲ့နီးပြအောင်အိုလီဂန်နာဆိုချာကဟာလန်ရဲ့ဆော့ပိုင်းဘောလုံးမပွားကိုပုံဖော်ပေးခဲ့သူတူဦးလေဖြစ်ပါတယ်။ သူကနော်ဝေးကလပ်မိုဒီအတင်းကိုခိုင်းထွက်ခဲ့ခြင်းဟာအဲ့ဒီအချိန်ကလူငယ်ကစားမတူဦးဖြစ်ခဲ့တဲ့ဟာလန်ကိုပွဲထုတ်ပေးခဲ့ပြီးဟာလန်ရဲ့ထူးချွန်တဲ့လာလာကိုစောစီးစွာတီးမြှင့်ခဲ့သူဖြစ်ပါတယ်။မိဘဆိုးရရဲ့လမ်းညွှန်မှုအောက်မှာဟာလန်ကသူ့ရဲ့ကစားမဘောအရှင်ဟုံကိုစတင်ခဲ့ခြင်းဖြစ်ပြီးအခုပြောထိုင်တဲ့ကစားမဖြစ်လာချိန်မှာဆိုးရှားကဟာလန်နဲ့ထပ်မံပြီးအလောလောခွင့်ရချင်တယ်လို့ပြောကြခဲ့တာကသူ့ရဲ့တပည့်ပေါ်ထားရှိတဲ့ယုံကြည်မှုနဲ့ခင်မင်မှုကိုထင်ရဲ့ပြတ်သားနေတာဖြစ်ပါတယ်။ဒီဘဆိုကြရဲ့ခုလိုမျိုးထုတ်ဖို့ပြောကြတဲ့ကလက်ရှိမှာနော်ဝေးလက်ပစ်ရှင်တင်းရဲ့ဒီဘရာတို့ကိုသူ့လေးနဲ့ထားပြီးချင်းရွယ်နေကြောင်းဝေခံလိုက်ခြင်းပဲဖြစ်ပါတယ်။ဆိုချာကမော်ဒီတင်းပြင်ကတဲ့ မင်းရတဲ့တင်းနဲ့နောက်ဆုံးဘတ်စတက်တဲ့အတင်းတွေကိုကန်တွဲခဲ့ပြီးတကယ်တဲ့အောက်ကလာမှာဘတ်စတက်ယာယူကနေထုတ်ပယ်ခံခဲ့ရတာကြောင့်လက်ရှိချိန်မှာအတင်းလက်မဲ့ဖြစ်နေတာလည်းဖြစ်ပါတယ်။နော်ဝေးတင်းကလက်ရှိမှာနီဘာစတိုရီဆိုဘတ်ကန်ရဲ့ဥဆောင်မှုအောက်မှာရှိနေပြီးကမ္ဘာ့ခြေစပွဲမှာအောင်မြင်မှုလမ်းကြောင်းမှုကိုရောက်ရှိနေပါတယ်။ဒါပေမဲ့ကမ္ဘာ့ခြေစပွဲမှာအောင်မြင်ခဲ့ပါကနီဘာပြောင်းလဲလုံနိုင်ခြေရှိကြောင်းသတင်းတွေထွက်ပေါ်နေတာကြောင့်ဆိုရှယ်တက်နော်ဝေးတင်းကိုကန်တွဲဖို့ခွင့်ရရှိလာနိုင်ပါတယ်။ ညီပြဆိုကြကနဝေတင်းရဲ့လက်ရှိခြေနေကိုလေးစားတဲ့အနေနဲ့နူရန်တိမ်မွေးစွာစကားဆားခဲ့ရမှာကျွန်တော်တို့ကညီပြကောင်တယောက်ရှိနေပြီးကမ္ဘာပလာလမ်းကြောင်းပေါ်မှာလည်းရှိနေပါတယ်ဒါပေမဲ့ဒီနေ့မှသူကစာချုပ်တင်မထုတ်တော့ဘူးဆိုရင်ရောလို့နာဂတ်ပြောင်းလဲဖြစ်လာနေတဲ့ခြေနေကိုထိတ်သွင်းပြောကြားခဲ့ပါတယ် အဲ့ဒီနောက်ဟာလန်နဲ့ပြန်လည်တွဲချင်တဲ့တူရဲ့ဆန္ဒကိုပြသစွာဖော်ပြခဲ့ရမှာအဲလီဟာလန်နဲ့ထပ်ပြီးအလုပ်လုပ်ဖို့ဘယ်သူမှမလိုချင်မရှိမှလည်းလို့ပြောကြခဲ့ပါတယ်ဒီပြောချက်ကနော်ဝေးတင်းရဲ့ဘလုံးဖွားချုပ်နေတဲ့နေပြဆိုးပကန်နဲ့စာချုပ်တင်မချုပ်ဆိုးပါကသူကရာထူးအတွက်အသိရှိတဲ့ကြောင်းကိုရေးမှပြသလိုက်တာလည်းဖြစ်ပါတယ်လက်ရှိနော်ဝေးတင်းရဲ့ရလကောင်းတွေကနေပြဆိုးပကန်ရဲ့အနာဂတ်ကိုခံရစီမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းနော်ဝေးတင်းရဲ့အောင်မြင်မှုကနေပြဆိုးချရဲ့ရည်မှန်းချက်ကိုပါအကောင့်ထဲပေါ်နိုင်ပေးမလားဆိုတာကိုတော့ဘလုံးပရိသတ်ကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်ဒီမှာဒီနေ့တက်တဲ့အမားတို့ချက်ပြတ်ပြီး